ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှတော့ဗျာကျွန်တော်လုပ်ငန်းသင်းလုပ်ငန်းဝင်တုံတော့ရှင်လောကမှာတာတော်လေးနမည်ရနေတဲ့ဒါ Study KD Blue အကြောင်းဒီနေ့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတစ်ပုံတော့မှာဒါ Study KD အကြောင်းပြောပြခဲ့ရပေါ့ဒါအဲ KD ကတော့ကျွန်တော်တို့ကအသေးစားလေးပေါ့ဗျာเนาะအဲသူရဲ့သူ့လိုဒီဇိုင်းပြောရလဲဒါတခြား ကုမ္ပဏီတရားတွေတော်တော်များများထုတ်ကြတယ်ပေါ့ဗျာဒီ carry ကားလေးကိုကျွန်တော်အများဆုံးပြီးခဲ့ပြီးတော့ကျွန်တော်ကျွန်တော်ဒီကားလေးအားလုံးစပောင်းပြီးတော့ကျွန်တော် hijack လို့ဆိုပြီးကျွန်တော်ပြောခဲ့တယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရေးသုံးစကားတစ်ခုဖြစ်နေတာပေါ့ဗျာအဲ hijack ကလည်း hijack brand တသက်ရှိပါတယ်ပေါ့နော်အဲဒါဒီကားလေးတော်တော်များများကိုဒါအားလုံးကတော့ hijack ဆိုပြီးတော့ခေါ်တာရှိတယ်ပေါ့နော်ဒီ အဲဒီပြောမဆိုရင်တော့ဒီကာဝတ္တနဝါဒနာရှင်တွေကာပညာရှင်တွေကတော့ဒါဒီနာမည်တွေသိကြတယ်ပေါ့နော်ကေရီယာကေရီတက်တက်တခြားဘရန်ဘရန်တက်တက်ပေါ့နော်အဲဒီနေ့ကတော့ဒီကားလေးနဲ့အားလုံးပူချီးပြီးတော့အဲပူပြီးကောင်းတဲ့ဒါ brand new ကားလေးအသေးတစ်စီးဖြစ်တယ်ပေါ့နော် Suzuki Carry Blue အကြောင်းတွေကျွန်တော်ပြန်ပြောပြမှာဒါကတော့အဲ Suzuki အားနေပြီးတော့ပြန်ပြီး Suzuki Carry ကနေပြန်ခွဲထွက်ပါတယ် Suzuki Carry Blue ဖြစ်ပါတယ်ဒါကတော့ပူချီးပါတယ်ပေါ့နော် Carry ထက်တယ်အဲဒီကားလေးကမိတ်ဆွေလုပ်ငန်းရေးပေါ့နော်အသေးပို့ဆောင်ရေးလိုအပ်ချက်တွေကိုဒါတကယ်ပဲပြည့်မြည်အောင်အဲဆောင်ရွက်ပြီး းနိုင်မလားပေါ့ဗျာအဲသူ့ရဲ့ surprise ဆိုင်ရာအချက်လက်များဒါဝင်းအလေးချိန်မနခန္ဓာရေးနဲ့ဒါစီနိုတန်ဖို့ဒါရှင်းနေစွာနဲ့ဒါခွဲခြားစိတ်ဖြာပေးမှာမို့ဒီဗီဒီယိုကဒါအဲ make sure နေတဲ့အဆုံးနည်းကြည့်ရှုပေးဖို့ကျွန်တော်နေတိုင်တွန်းချင်ပါတယ်ဗျာအဲကာဒစီရဲ့မောင်းနေဟာတဲ့သူ့ရဲ့ဒါအင်ဂျင်ပေါ်မူတည်တယ်ပေါ့ဗျာအဲစူဂျီကယ်ရီဘလိုမာတာဒါယုံကြည်ရတဲ့ပေါ့နော်1.5 liter နဲ့ဒါအော်နဲ1500ဒါအင်ဂျင်ကိုဒါတက်ဆင်ထားပါတယ် ဒီအင်ဂျင်ဟာမြင်းကောင်ကြီးပေါ့နော်အာ950ဒါ HP ကို ထုတ်လုပ်ပေးနိုင်ပြီးဒါအရေးအရေးကြီးဆုံးကတော့ data ရှိခန္ဓာအားထားရတဲ့ဒါစွမ်းဆောင်ရည်ကိုပေးနိုင်ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်အဲ gear စနစ်ကိုကြည့်မယ်ဆိုရင်တော့ဂျာ9ချက်ကိုတိုင်းပြောင်းအောင်တော့5 speed BMW ကိုဒါအတုံးပြူထားတာကြောင့်ဒါဝင်အပြည့်တင်ချင်မအောင်ဒါထိတ်ချုံရလွယ်ကူတဲ့ဒါမောင်းနေမှုကိုပေးစွမ်းနိုင်ပါတယ်ဒီကားလေးကအထူးလေးပဲပြောချင်တဲ့အချက်ကတခုကတော့ဒါစီကြားတက်တာမှုပဲဖြစ်ပါတယ်လုပ်ငန်းသုံးအပ်တော့ဗျာကုန်ကြမ်းစီကိုအများဆုံးရှင်းချပေးနိုင်တဲ့ ကြောင်းတာအရင်အသုံးဝင်ပါတယ်ပြီးတော့လုပ်ငန်းသုံးကားတစ်စီးအတွက်ပေါ့နော်အဓိကကျတဲ့ဒါဝိသနာကတော့ကုန်တင်နိုင်ဆွမ်းပါပဲเนาะအဲဆူဆီကယ်ရီဘလိုဟာဒါသူ့ရဲ့အရွယ်အစားပို့ပြီးတော့ အလေးချိန်950ကီလိုဂရမ်ကနေပြီးတော့950ကီလိုဂရမ်အထိဒါအလွယ်တကူအသင်တင်ဆောင်နိုင်ပါတယ်ဒါတည်ပို့ဆောင်ရေးလုပ်ငန်းများအတွက်ပေါ့နော်လုံလောက်တဲ့ပမာဏဖြစ်ပါတယ်အဲကားရဲ့ကုန်တွေ pad အရွယ်ကလည်းအရွယ်အစားကြီးမှကျေပြန့်ပါတယ်အလျား1.5မီတာနဲ့ဒါမီတာကျော်နဲ့ပေါ့နော်အနည်း1.6မီတာကျော်ရှိတာကြောင့်ဒါအဲကွန်ပစ္စည်းတွေကိုအဆင့်တစ်ဆက်ဒါထပ်သိမ်းအသုံးပြုနိုင်ပါတယ် ပြီးတော့ကုန်ပစ္စည်းတင်ချခြင်းတင်ချင်းနဲ့နှချခြင်းတို့ကတော့အလွယ်ကူမြန်ဆန်စေဖို့ဗျာအဲကားကဒီဘေးသုံးပတ်လုံးကိုဒါဖွင့်နိုင်တဲ့ဒီဇိုင်းကိုအသုံးပြုထားပါတယ် ဒါအားလုပ်ငန်းလှုပ်ဆောင်တာတွေမှာဒါအခေကိုတတ်တာစီမဲ့ဒါအားသက်ချက်တစ်ခုဖြစ်တယ်ပေါ့ဗျာဒီကားလေးကအဲပြီးတော့လုပ်ငန်းသုံးချင်းဖြစ်ပေမဲ့ပေါ့နော် မောင်းသူရဲ့တက်တောင့်တမရှိမှုကလည်းဒါလက်ကျူလို့မရဘူးပေါ့ဗျာအဲ Kerry Pro ရဲ့အတွင်းကန်းဟာလည်းခြေဝန်းနဲ့ဒါနေရာပြင်းမှုကိုရှိပြီးတော့နော်ဒါ၃ယောက်စီးလို့ရပါတယ်အဲ၃ယောက်စီးထိုင်ကိုပါဝင်တာဟာလည်းဒါခြေထောက်ချစရာနေရာအလုံးလောက်ပါဝင်ပါတယ်အဲပြီးတော့အပူဒဏ်ကိုကာကွယ်ဖို့ပေါ့နော်လီပီဆက်အဲကုန်းကိုလည်းတက်ဆင်ထားတာကြောင့်ဒါအဲရေရှိခီးသွားရင်တော့ဒါလမ်းဆန်းစွာဒါမောင်းနေနိုင်ပါပါ ီကားတွေကပြီးတော့မြို့တွင်းမောင်းနှင်ရတာကိုပုံမှုကောင်းမှုစီမံတာပါဝါရှိရာတွေကိုစနစ်ပါဝင်ပြီးတာအလွယ်တကူကွေးပက်နိုင်တဲ့ဆွမ်းဆောင်ရည်ကြောင်းပေါ့နော်အဲလမ်းချင်းတို့ကပါကင်စတဲ့နေရာတွေမှာဒါပြင်ပမှုမရှိဘဲနဲ့မောင်းနှင်နိုင်ပါတယ်အဲနောက်ဆုံးအနေနဲ့ပေါ်တာယုံကြည်စိတ်ချမှုအကြောင်းကိုကျွန်တော်ဆက်ပြီးဆွေးနွေးကြည့်အောင်ညာ အဲဆူစီကေဘရိုကကောက်ကိုတယ်ဟိုတာခိုင်ခန့်နဲ့အောက်ထန်အောက်ခံကိုတယ်နဲ့ဒါတိဆောက်ထားတာကြောင့်ပေါ့နော်အဲတန်ရှိခံမှုတန်အပြည့်အဝရှိပါတယ်ပြီးတော့ရှေးနောက်ခံနိုင်ကောင်းတဲ့ suffering စနစ်တွေကလည်းဝင်အပြည့်တင်ထားချိန်မှာအောင်တည်ငြိမ်မှုကိုပြည့်စွမ်းနိုင်ပါတယ်ပြီးတော့105 185မီလီမီတာရှိတယ်ပေါ့နော်အဲမြေပြင်အမြင့်ကလည်းဒါမြန်မာနိုင်ငံရဲ့လမ်းအခြေအနေနဲ့ဒါကောင်းစွာတိုက်ဖက်ညီပြီးတာအဲစိတ်ပူစရာမလိုဘဲဒါကောင်းစွာမောင်းနေနိုင်ပါတယ်ဒီကားလေးက အဲဒါဆိုရင်တော့ဗျာ SUV KD Blue ရဲ့အားသာချက်တွေအသေးစိတ်သိရှိသွားပြီလို့ကျွန်တော်ထင်ပါတယ် မိတ်ဆွေရဲ့လုပ်ငန်းအသီးအစားအတွက် ဖြစ်ပေါ်တော့ဖြစ်စေတာရင်အုပ်စုအတွက်ဖြစ်ပြီးဆိုကယ်ရီဘလိုဟာဒါမိတ်ဆွေရဲ့ငွေသွင်းဆမှုအတွက်အကောင်းဆုံးတန်ဖိုးကိုဒါပြန်ပြီးမဲ့တာရွေးချယ်မှုတစ်ခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အဲဒီတော့အရေးကြီးဆုံးအချက်ကိုဆက်ပြောကြရအောင်ဗျာမြန်မာပြည်ကလုပ်ငန်းရှင်တွေအတွက်ပေါ်တော့ကယ်ရီဘလိုဟာရင်းနှီးမြှုပ်နှံမှုတန်ဖိုးရှိတဲ့ကားတစ်စီးဖြစ်ပါသလားပေါ့ဗျာအေးပထမဆုံးအချက်ကဒါတရှိခံမှုနဲ့ပြည့်ပြည့်စုံစုံရေးအလွယ်ကူခြင်းပဲဖြစ်ပါတယ် ဆူစကီကားတွေဟာအချမ်းခံနေပြယူညီစိတ်ချရတယ်လို့နမီကြော်ပြီးသားပါအဲဆက်ပစ္စည်းအပူပစ္စည်းဆက်ပြားဘက်တွေကဒါပြည်ရင်းမှာဒါအလွယ်တကူရှာဖွေရရှိနိုင်အောင်ကြောင့်ပေါ့ဗျာစိတ်မှုစရာလုံးဝမလိုပါဘူးအဲဒုတိယအချက်ကတော့ဒါပြန်ရောင်းစည်းပါဗျာဒီလိုလူသုံးပုံများတဲ့နမီချီရတာတဲ့ကားတွေဟာလေဈေးကွက်မှာဒါနေရာရပြီးသားဖြစ်လို့တော့လိုအပ်ရင်ပြန်ရောင်းချတဲ့အခါလေတင့်တင့်နဲ့ဒါဈေးနှုန်းကိုပြန်လဲရရှိဖို့အခွင့်အရေးများပါနေ ဲဒါကြောင့် carry pro ကိုဝယ်ယူတာဟာနဲ့ခဏတာသုံးဆွဲဖို့မဟုတ်ပဲနဲ့ပေါ့နော်အဲလုပ်ငန်းအတွက်ဒါနှစ်ရှည်ယူနီမှွန်နှံဘူးလို့ဒါလူရှုမြင်နိုင်တယ်လူတင်ပြချင်ပါတယ်အဲဒီအပိုင်းကတော့ဒါပြန်ပန်းနေမိကားနေမိတွေကိုဒါတိုင်းရိုက်မပြောဘဲနော် carry pro ရဲ့အဲဒါထူးခြားတဲ့အတတ်ချက်ကိုကျွန်တော်မိမောင်းထုတ်ပြပြီးရွေးချက်ကြဘူးဆိုတော့ကျွန်တော်ဒီပြောပြပေးပါမယ်အဲဈေးကွက်မှာမလို့သူ့လိုမျိုးအဲဒါကုန်တင်ရည်တွေရှိနေပြီမနော် carry pro ရဲ့ထူးခြားတဲ့ အားသာချက်ကတော့ဒါဆန်ကျင်းပြီးအရေးသွေးနဲ့ဒါတက်တန်တက်တန်မရှိဘူးဖြစ်ပါတယ်အဲတချို့နာကုန်တွေကားတွေလို့မဟုတ်ပဲနဲ့ပေါ့နော်ကယ်ရီပြောဟာရှင်မောင်းသူရဲ့အခန်းနေရာကိုဒါတက်တန်တက်တန်ဖြစ်အောင်ဒါ view site ပေးတဲ့အတွက်ပေါ့နော်အဲရှင်မောင်းသူပြေမှန်မှုရှင်းနေပြီဒါလုပ်ငန်းလုပ်ငန်းဆွမ်းဆောင်ယူကြတာတို့မြင်ပြီးနိုင်ပါတယ်ဒါကြောင့်အဲဝယ်ယူသူတွေအနေနဲ့ပေါ့ဗျာရေးတက်တန်အောင်သာမကပဲဒါအရေးသွေးနဲ့အဆင်ပြေမှုကိုပါအဲထဲသွင်းစဉ်းစားတဲ့နေကိုကျွန်တော်အနေနဲ့ချန်ပြူလို့ပါတယ်အဲဒါဆိုရင်တော့ကယ်ရီ ဘယ်ဘလိုရဲ့ဟာကျွန်တော်မြန်မာနိုင်ငံရဲ့လုပ်ငန်းပြီးပတ်ဝန်းကျင်နဲ့ဒါဘယ်လောက် life ညီမလဲဆိုတာဟုတ်လားအသေးသေးဆွေးနွေးပြီးဖြစ်ပါတယ်အဲပြီးတော့ဈေးနှုန်းတည်ငြိမ်မှုစီစားတတမှုအပြုပစ္စည်းရရှိလွယ်မှုတွေကုတွေစားတဲ့အားသာချက်တွေကြောင့်ပေါ့နော် carry pro ကအမေဆွေရဲ့လုပ်ငန်းကိုလုပ်ငန်းချအလုပ်ငန်းတုံးတူအချက်အားလုံးကယုံကြည်စိတ်ချစွာထမ်းဆောင်ပေးနိုင်မယ်လို့ကျွန်တော်အနေနဲ့ဒါအနေယုံကြည်ပါတယ် ဟမ်မိတ်ဆွေတို့ရောဘလို့ထင်ပါတလဲပေါ့ဗျာအဲလုပ်ငန်းသုံးကရွေးချယ်တဲ့အခါမိတ်ဆွေအတွက်ဘေးအချက်ကအရေးကြီးဆုံးဖြစ်မလဲပေါ့ဗျာအဲကိုယ့်ရဲ့အတွေ့အကြုံဒါမှမဟုတ်ဝေယူရင်တဲ့အကြောင်းတွေကိုဒါမှတ်ချက်ကိုမှမှရေးသွားညှောက်ဝေခဲ့ပါအောင်ဗျာအဲကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ဒါပြည်သက်သူချင်းစုကိုအထူးပဲကျေးဇူးတင်ပါတယ်အဲဒီလိုမျိုးသုံးသက်ချက်ဗီဒီယိုကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့เนาะ like baby စိတ်နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာအဲကျွန်တော်တို့ကဒီဗီဒီယိုလေးကိုဒါ အဲတင်ဆက်ခဲ့တယ်ပေါ့နော်အဲဒါတော့ဒါကီရီဘရိုမြန်မာနိုင်ငံမှာပေါ့နော်ဒီကားလေးကဒါ S ကီရီစနစ်တက်တာအဲတရားဝင်တက်ဆိုင်ပြီးထုတ်လုပ်ပြီးရောင်းချတဲ့ဘန်နူကားလေးဖြစ်တယ်ပေါ့ဗျအဲဒါကြောင့်မလို့ဘန်နူကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအဟောင်းကြီးစကားလေးတွေတော့အများကြီးကောင်းနေပေါ့ဗျပြီးတော့သူကအမခန့်ချက်တွေပြီးတယ်အဲရန်နီတွေလည်းပေးထားတဲ့အကြောင်းကြောင့်မလို့ဒါယူယူစိတ်ချရအောင်ပြုလို့ရပါတယ်အဲဒါကတော့ကျွန်တော်တို့ဒါကီရီဆူစကီကနေပြီးကီရီကနေပြီးထပ်ပြီးတော့နည်းနည်းကြီးပိုအဆင်မြင့်လိုက်တဲ့ဒါကီရီဘရိုပေါ့ဗျဒီကားတော့ကီရီချက်အဲပိုကြီးတယ် ်ပူကောင်းတယ်ပေါ့ဗျာဒီမောင်းလည်းပူကောင်းတယ်အဲပြီးတော့ဒီကားလေးကလည်းဝင်နေအများကြီးတင်ထိုင်တယ်ပေါ့နော် KU တဲ့အများကြီးတင်ထိုင်တဲ့ကားလေးစီဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီကားလေးကလည်း carry လိုပဲပေါ့ဗျာအဲရှင်မောင်းနေရတဲ့အရှိမျက်နှာပြင်နေရအရင်ကတ်နေပါတယ်ဒါကြောင့်မလို့လည်းအဲအတွဲကြောင့်မလို့လည်းဒါအတခုရှိမျက်နှာချင်းရတိုက်မိနေ carry လိုပဲဒီကားလေးတဲ့အနည်းရှိပါတယ်အဲဒါကြောင့်မို့အဲဒီကားလေးကိုမောင်းမဲ့သူတိုင်းကိုလည်းကျွန်တော်အနေနဲ့ကယူဆိုင်ပြီးမောင်းပါလို့လည်းအကြံပြုခြင်းပါတယ်ခင်ဗျာ အဲကျွန်တော်အရင်ကပြီးခဲ့တဲ့တူပူတစ်ခုတော့ပေါ့နော်အဲကျွန်တော် carry အကြောင်းကိုပြောခဲ့ခဲ့ပြီနော်အဲ carry ကကျွန်တော်ကဒီ carry ကားလေးအားလုံးကိုကျွန်တော်စုပြီးပြောပြီးတော့ကျွန်တော် high check လို့သုံးလုံးခဲ့တယ်ပေါ့နော်အဲဒါပေမဲ့ဟုတ်ပါတယ်ဒါ carry က carry တက်တက်ပါအဲပြီးတော့ high check တဲ့ high check တက်တက်ပါဒါပေမဲ့ကျွန်တော်တို့ကဒီအဲ့ဒီ carry စသွေး carry အားလုံးပဲဗျာဒီကအသေးလေးအားလုံးကိုကျွန်တော်မြန်မာနိုင်ငံမှာအများအားဖြစ်ပေါ့ဗျာလူချေပဲပဲဖိကလေးပဲတီထားတာကအဲဒီကားလေးအားလုံးကိုကျွန်တော်တို့က high check ဆိုပြီးတီထားကြတာပါအဲဘာကြောင့်လဲဆိုတော့ဗျာဒီ ကားတွေကပြတ်မှတ်သူထင်ရမှာပါလေ high jack ကအရင်ဆုံးဝင်နေထင်ပါတယ်ဒါကြောင့်မလို့အကုန်အကုန်လုံးကိုဒါ high jack ဆိုပြီးခေါ်ကြတာဖြစ်ပါတယ်အဲကားပညာရှင်တွေက တောင်းတီချမ်းတဲ့လူတွေကတော့ဒါအဲ့လိုမခေါ်ပါဘူးဗျာသူ brand light ခေါ်တယ်ပေါ့နော်အဲဒီ carry အဲဒီ carry စတီး carry ရဲ့ donor new quality ရအများကြီးရှိတယ်ပေါ့ဗျာသူရဲ့အရွယ်စားတာဒီ Honda လည်းထုတ်တယ် Mitsubishi လည်းထုတ်တယ်ပေါ့နော် Mazda လည်းထုတ်တယ် Nissan လည်းထုတ်တယ်ဒါ Honda လည်းထုတ်တယ်ပြီးတော့ဒီအဲဒီ hatchback ကလည်းထုတ်တယ်ပေါ့ဗျာဒါကြောင့်အဲဒီကားလေးအားလုံးအများကြီးထုတ်တာဒီကားလေးအားလုံးထဲကမှာပေါ့နော်ဒါ Suzuki ကနေပြီးဒါအဲစတီး carry blue ဆိုပြီးတော့ဒါအခုအဲလက်ရှိဒါအစ်စ် brand new စတင်ထုတ်လုပ်လိုက်တယ်ပေါ့နော်အဲထုတ်လုပ်ခါမှာလည်းဒါ တခြား brand တွေအကအသီးလေးကြတော့ဒါစကန်ဝင်တာများကြတယ်ပေါ့နော်အခုလက်ရှိစုသွေး KD Blue ကြတော့အဲဒါအသစ် brand တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်300မှာနဲ့အရန်ကောင်းပါတယ်ပေါ့နော်အသစ်ဖြစ်တဲ့အတွက်ကြောင့်အမှန်ကန်ကြေးတွေရှိလာသလိုဒါအဲကျွန်တော်တို့မောင်းမှာလည်းကြီးကြီးစိတ်ချမှုတွေအများကြီးရှိလာပါတယ်အဲဒါကြောင့်မလို့ဒီကားလေးကဒါမေးဆွေးတို့အတွက်ပေါ့နော်အဲလုပ်ငန်းလေးအတွက်အများကြီးလုပ်ပေးနိုင်ပါတယ်ကျွန်တော်တို့ကအဲဒီကားလေးကိုငွေပြင်းပြင်းပြင်ရစေဖို့ဗျာဒီဒီလူလူတွေပို့တာတဲ့ပေါ့နော်ကွန်ပစ္စည်းတွေအဲနေ့စဉ်အသုံးပြုတဲ့ ဲ့ကွန်ပျစီတီပေါ့နော်ဒီအချိုရီဖူးတွေစားဒီနေ့စဉ်အသုံးပြုတဲ့ကွန်ပျစီတီကိုနေ့စဉ်အဲလုပ်ငန်းလုပ်ပေးနိုင်မယ်ဆိုရင်တော့ဒါဒီကားလေးကမိတ်ဆွေတို့ဒါနဲ့တိတ်မကြခင်မှာပဲဒါအဒီကွယ်ထားတဲ့အရှင်ကြီးကိုအများကြီးပြန်ရှာပေးနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အကောင်းဆုံးရွေးချယ်မှုကိုရွေးချယ်နိုင်ပါစေလို့ကျွန်တော်နေဒီနေ့ကနေပြီးတော့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်